မင်္ဂလာပါရှင်။ဝေသမီဒီယာ channel ကနေပြောပြန်လည်ကြိုဆိုလိုက်ပါရစေ။အမေရိကန်ဟာ NASA ကအစိုးရကိုလက်နက်ကင်စန့်ကျင်တဲ့အဖွဲ့တွေကိုကုညီထောက်ပံ့ပေးဝယ်ရှိရဲဆိုတဲ့သတင်းတွေပြီးခဲ့လပိုင်းကလူမှုကွန်ရက်မှာကြဲကြဲပြပြထွက်ပေါ်ခဲ့ပူပါရစေ။ရုပ်သံဖိုင်ထဲမှာတော့ The Interpreter သတင်းဌာနကဖော်ပြထားတယ်။အမေရိကန်ကမြန်မာနိုင်ငံမှာဂျာဂန်စစ်ပွဲကိုအမှန်တကယ်စီစဉ်နေသလားဆိုရယ်ဆောင်းပါနေ။အိန္ဒိယသတင်းဌာနကဖော်ပြထားတယ်။ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာနယ်စပ်ဒေသမှာ ကြည်ကြည်မမဘာတွေဖြစ်နေတယ်လဲဆိုတဲ့အဆောင်ပါကိုကောင်းတော့ဘာသာပြန်ပြောပြပေးတော့မှာဖြစ်ပါတယ်။ဒီစီဇန်လေးမစတဲ့ခင်မှာတော့မိုတောင်မီဒီယာ channel ကို subscribe နဲ့ like နဲ့ share လေးလုပ်ပေးပါအောင်ရှင်။ပရိသတ်စီရင်အမေရိကန်နိုင်ငံနဲ့၎င်းရဲ့မဟာမိတ်တွေဟာမြန်မာနိုင်ငံမှာဂျာခန်စစ်ပွဲကိုစတင်ဖို့ပြင်ဆင်နေရလို့တောင်အာရှဒေသအတွင်းအထူးကတွေးထင်မှုတွေရှိနေပြီ။အဲဒီစစ်စင်ရာမြန်မာစစ်တပ်ကိုချေမှောင်ဖို့နဲ့ တရုတ်နိုင်ငံရဲ့အိန္ဒိယသမုဒ္ဒရာတဲဝင်ရောက်ခွင့်ကိုပိတ်ပင်ဖို့ရည်ရွယ်တယ်လို့ယူဆတာတွေလည်းရှိနေပါတယ်။ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းဒေတာတွင်းသတင်းဌာနတွေနဲ့တချို့သော website တွေရှိစောင်းပါရီအဒီတာအပေါ်မှတ်ချက်တွေရဲ့မှာအဲ့ဒီရေးသားဖော်ပြမှုတွေပြန်နှံခဲ့တယ်လို့သိရပါတယ်။အခြေခံထင်မြင်ယူဆချက်တွေထဲမှာအမေရိကန်နိုင်ငံသားရေးဌာနအမျိုးသားလုံခြုံရေးကောင်စီရန်ကုန်ရှိအမေရိကန်တန်ယုံရဲ့ယာယီတာဝန်ခံတို့အပြင် အမေရိကန်စစ်တပ်ရဲ့အင်ဒိုပစိဖိတ်တပ်ဖွဲ့ဒုတိယတပ်မိုးတို့အပါအဝင်အမေရိကန်အရာရှိတွေဟာစီစဉ်ထားတဲ့စစ်စင်ရေးအသေးစိတ်အချက်လက်တွေကိုဆွေးနွေးဖို့ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြီးခဲ့လပိုင်းအတွင်းသွားရောက်ခဲ့တယ်လို့ဆိုကြပါတယ်။ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်းရှိတ်ဟာစေနာဟာ2024ခုနှစ်အောက်တိုဘာအတွင်းအိန္ဒိယနိုင်ငံကိုထွက်ပြေးတင်းချောင်ခြင်းမပြုမီစစ်စင်ရေးမှာပါဝင်ဖို့တွန်းဆုတ်ခဲ့ပေမဲ့အမေရိကန်ရဲ့ဖိအားကိုမခံနိုင်ခဲ့ဘူးလို့လည်းပြောဆိုခဲ့ဘူးတလို့ အမေရိကန်အစိုးရကလက်ကောင်းရဲ့ပြည်တွင်းပြိုင်ဘက်တွေကိုအားပေးထောက်ခံမယ်ဆိုတဲ့ချိန်ချမှုတွေရှိခဲ့တယ်လို့ပြောဆိုခဲ့ပူပါတယ်။အမေရိကန်အစိုးရရဲ့အထက်အစီအစဉ်တစ်ခုမှာရကာလနဲ့ကောင်အဖွဲ AA နဲ့ချန်လနဲ့ကောင်အဖွဲ CNF လိုမျိုးနဲ့နဲ့ကောင်အဖွဲတွေရဲ့မြန်မာနိုင်ငံအတွင်းစစ်စင်ကြဲတွေကိုထောက်ပံ့ဖို့ဘင်္ဂလားဒေ့ရှ်မှာအင်အားကြီးလာတဲ့လက်နက်တိုးလောင်ယုံတစ်ခုတည်ထောင်ခြင်းဖြစ်တယ်လို့ဆိုကြပြီးတော့အဲ့ဒီအကူအညီပေးမဲ့အစီအစဉ်တဲမှာ ဘင်္ဂါလီရနက်ကန်အဖွဲ့အာစာအဖွဲ့လည်းပါဝင်ခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ဘင်္ဂလားဒေ့ရှ်စစ်တပ်ကအနည်းဆုံးတပ်မ3ခုဟာအထက်အားဖြင့်မြန်မာနိုင်ငံအတွင်ရှိနာဆာကအစိုးရကိုလက်နက်ကင်စန့်ကျင်နေတဲ့အဖွဲ့တွေကိုတည်ယူပို့ဆောင်ရေးရိတ်ခါနဲ့နေပြူဟာမြောက်အကူအညီတွေပေးရပြီးအမေရိကန်ကြောထောက်နောက်ခံပြူစစ်စင်ရေးကိုပံ့ပိုးကူညီမှုပြင်ဆင်နေရမျိုးဖြစ်တယ်လို့ဆိုကြပါတယ်။ဒါအပြင်အမေရိကန်ဟာဘင်္ဂလားဒေ့ရှ်နဲ့မြန်မာနိုင်ငံနယ်စပ်ဒေသကော့ပဇာအနီးမှာ အင်အားကြီးမားတဲ့အဆောက်အုံတစ်ခုကိုတိစောက်ဖို့ဘင်္ဂလားဒေ့ရှ်ကိုကူညီနေရလို့သတင်းတွေထွက်ပေါ်ခဲ့ပြီးနာဆာကတပ်တွေကိုတိုက်ခိုက်ဖို့တူရကီဒရုန်းတွေလွှတ်တင်ပွဲ ရှိနေပြီးတော့အတိတ်ကအီရွေချက်မှာမြန်မာစစ်တပ်ကိုအပီးသက်ချိန်မုံရန်ဖြစ်တယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။အမေရိကန်အစိုးရကနာဆာကတပ်တွေကူညီနေတဲ့လေတပ်ရဲ့လှုပ်ရှားမှုတွေကိုကန့်တတ်ဖို့ရက်ကန်ပြည်နယ်အတွင်းမှာပေါ်စနီးယားပုံစံလေကြောင်းပြန်တမ်းမှုကင်းမဲ့ဆုံးတတ်မှတ်ဖို့လှုံ့ဆောင်နေတယ်လို့ဆိုကြတယ်လို့ အဲ့ဒီ American အစိုးရအကြောတောက်နောက်ခံပြုထားတဲ့စစ်စင်ရဲတွေကိုဆောင်ရွက်ဖို့ဘင်္ဂလားပင်လယ်အော်မှာ American လေရင်တင်တင်မော်တစင်းကိုအခြေစိုက်ထားွယ်ရှိတယ်လို့ဆိုကြပါတယ်။ဘင်္ဂလားပင်လယ်အော်ရှိ American ရေတပ်တင်မော်တွေဟာမြန်မာအတိုက်အခံလှုပ်ရှားမှုအဖွဲ့ဝင်တွေကိုလက်နဲ့ခဲယမ်းမိကြောင်းနဲ့တခြားစစ်ဘက်ဆိုင်ရာပစ္စည်းတွေတိတ်တဆိတ်ထောက်ပံ့ဖို့ကံယိုတန်းအခြေပြုစစ်စင်ရဲတွေကိုဆောင်ရွက်နေရလို့သိရပါတယ်။အဲ့ဒီအကြောင်းအရာနဲ့ဆက်နွယ်နေတဲ့စောင်းပါတပုတ်ထဲမှာ အနောက်တိုင်းထောက်လန်ရေးအစီအစဉ်စီတွေဟာမြန်မာစစ်ဗိုလ်ချုပ်စည်းဝေးကိုစန့်ကျင်နေရဲ့ထိုင်းနိုင်ငံရှိပေါင်းခိုရနေရာတွေရှိနနေ့ကင်တော်လန်မှုတွေကိုအားပေးနေရလို့ရင်းညွှန်းရေးသားဖော်ပြတာတွေရှိခဲ့တယ်လို့အဲ့ဒီအစီအစဉ်ခံစားတွေကိုလေလာသူတချို့ကပယ်ချခဲ့ပေမဲ့အွန်လိုင်းမှာဆက်လက်ပြန့်နှံ့နေစေဖြစ်ပါတယ်အခုနေ့အစောပိုင်းတုန်းကချင်းပြည်နယ်အခြေဆိုင်တိုင်းဒါလနဲ့ကန်တွေကိုလေ့ကျင့်ပေးဖို့ရှိဝဲပြီးထောင်နဲ့ချီရဲ့ပြည်တိရှာနဲ့အမေရိကန်ဈေးစားစစ်သားတွေဟာအိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်ကတဆင့် ြန်မာနိုင်ငံကိုတိတ်တဆိတ်ဝင်ရောက်လာခဲ့တဲ့ဆိုတဲ့သတင်းတွေထွက်လာခဲ့ပြီးတော့အဲ့ဒီသတင်းတွေကဖြစ်နိုင်ခြေရှိရဲ့လျှို့ဝှက်စစ်စင်ကြီးရဲ့အစိပ်ပိုင်းတစ်ခုဖြစ်တယ်လို့အိန္ဒိယလေးလာသူတအူကအကြံပြုပြောဆိုတာတွေရှိခဲ့ပါတယ်။အဲ့ဒီအစီအစဉ်တွေအားလုံးရဲ့အဓိကရည်ရွယ်ချက်မှာယူနန်ပြည်နယ်ကစတင်မဲ့တရုတ်အစိုးရရဲ့စီးပွားရေးဇင်းညံကိုထိန်းချုပ်နိုင်ပြီးမြန်မာနိုင်ငံအနောက်ဘက်ကံယူတန်းကြောက်ဖြူစိတ်ကန်းရှိပူးတွဲစိတ်ကန်းအဆောက်အုံတွေကိုတရုတ်နိုင်ငံရဲ့ဝင်ရောက်ခွင့်ကိုပိတ်ပင်နိုင်မဲ့ အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်နယ်စပ်တဝိုက်မှာလွတ်လပ်တဲ့ပြည်နယ်တစ်ခုသို့မဟုတ်တခုတည်းပေါ်ပြီးတည်ထောင်ဖို့ဖြစ်တယ်လို့ဆိုကြပါတယ်။အမေရိကန်အစိုးရကဘင်္ဂလားဒေ့ရှ်အစိုးရရဲ့အကူအညီကိုရရှိဖို့ကြိုးပမ်းနေပြီးအဲ့ဒီစစ်စင်ရေးတွေအောင်မြင်ပါကရခိုင်ပြည်နယ်ကိုဘင်္ဂါလီတပ်တန်းပြန်လည်ပို့ဆောင်နိုင်အောင်အကူအညီစင်ကြံတစ်ခုကိုတည်ထောင်ပေးမယ်လို့ကတိပြုတာတွေရှိခဲ့လို့သိရပါတယ်။လက်ရှိအချိန်ထိအဲ့ဒီသတင်းတွေနဲ့ပတ်သက်ပြီးတော့ဝေဖန်ကန့်ကွက်မှုများများဆဆမရှိသလို့ တဲ့င်းတွေအတေးကျလူသိမများခြင်းကလည်းကောင်းမွန်နေတယ်လို့ဆိုနိုင်ပါတယ်။အဲ့ဒီဖြစ်ရပ်တွေကမဖြစ်နိုင်တဲ့ကိစ္စမဟုတ်တယ်လို့အထက်မှာဖော်ပြထားတဲ့အပြောဆိုတစ်ခုကိုမျှခိုင်မာတဲ့သက်သေထောက်ထားပြီးနဲ့ထောက်ခံထားခြင်းမရှိသေးပါဘူး။ဒါအပြင်ပအဝင်ပတ်သက်သူဘသူတဦးတယောက်ကမှထားရိုက်အတည်ပြုထားခြင်းမရှိသလိုရုပ်တည်ရှိပြီးတမလိုက်တဲ့ရှူတောင်းမှကြည့်ရင်အဲ့ဒီစစ်စင်ရေးသတင်းကယုံကြည်ဖို့ခက်ခဲလာပါတယ်။ မြန်မာနိုင်ငံနိုင်ငံမဆိုမြန်မာနိုင်ငံမှာဓားကန်တပ်ဖွဲ့တွေကတဆင့်စစ်ဖြစ်ပွားဖို့အလားအလာကအလွန်နဲ့ပါပြီးတော့ဥပမာအပြင်တရုတ်ရဲ့ဒေသတွင်ရေရှည်ရီမန်းချက်တွေနဲ့ပတ်သက်ပြီးတော့ဘဲမဟာဗျူဟာမြောက်လုံဆောင်ချက်ကမှလျှော့ဝဲစွာဆောင်ရွက်နိုင်ရင်ပင်စီးရေးပြဿနာတွေနဲ့နိုင်ငံရေးအန်ဒီအရေကိုကြော်လွားဖို့လုံလောက်မှာမဟုတ်ပါဘူးပြည်မနိုင်ငံတွေနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း2021ခုနှစ်ကနိုင်ငံရေးပြဿနာတွေဖြစ်လာခဲ့ပြီးနောက်ပိုင်းမြန်မာအတိုက်အခံလှုပ်ရှားမှုကိုထောက်ခံကြောင်းပြောကြားခဲ့ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတချို့ကို ပေးရခဲ့ပေမဲ့တည်စေနိုင်တဲ့အကူအညီတို့ယူဆရတဲ့အတိုင်းအတာကိုကြော်လွန်ဖို့မဖြစ်နိုင်ပါဘူး။အဲဒီလျှို့ဝှက်ဂျိုးပန်မိုရီကလည်းကြာရှည်စွာလျှို့ဝှက်ထားနိုင်မှာမဟုတ်ပဲစောင့်ကြည့်ရမှာဖြစ်ပါတယ်။နာဆာကောက်ကိုစန့်တင်ရဲ့လက်လက်ကန်အတိုက်ခံလှုပ်ရှားမှုကိုကူညီဖို့မြန်မာနိုင်ငံကိုတတိစိတ်ဝင်ရောက်လာတဲ့ကျေးဇူးဆက်သားရိယာ၎င်းတို့ရဲ့ကိုပိုင်ဆုံးဖြတ်ချက်နဲ့သာလှုံ့ဆော်ပွဲရှိပြီးနိုင်ငံသားအင်အားကြီးနိုင်ငံတခုရဲ့ကိုစားပြုသူတွေအဖြစ်လှုံ့ဆော်ပွဲမရှိပါဘူး။ The Interpreter သတင်းဌာနကဖော်ပြထားတဲ့အတိုင်းမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးလျှို့ဝှက်သဘောတူညီချက်တွေလျှို့ဝှက်စစ်ဆင်ရေးတွေဟာဒူးစန်းနဲ့အပြောဆိုတွေကိုဆွေးဆောင်နိုင်တဲ့ကုန်သတင်းရှိနေပါတယ်။ခိုင်မာတဲ့သတင်းအချက်လက်တွေမရှိခြင်းတက်ကြွလှုပ်ရှားသူတချို့နဲ့တခြားလေးလာသူတချို့ရဲ့စိတ်ကူးရင်ဆံမှုတွေနဲ့မစီစစ်ရသေးတဲ့သတင်းအချက်လက်တွေကိုထောက်ဝေဖို့ဆန္ဒရှိတဲ့သတင်းဌာနတချို့တွေဟာလည်းသတင်းမားနဲ့သတင်းလိမ်နှမျိုးလုံးကိုဖြစ်ပေါ်စေပါတယ်။ဘင်္ဂလားဒေ့ရှ်အင်ဆောင်အစိုးရအဖွဲ့တာဝန်ရှိသူတအုပ်ကလည်း င်္ဂလားဒေ့ရှ်ကအိန္ဒိယအခြေစိုက် NE သတင်းဌာနကဖော်ပြခဲ့တယ်လို့မျိုးဘယ်လိုလက်ဝေကန်စစ်ပွဲမှာမှပုံမှန်မဟုတ်ဘူးလို့ပြီးခဲ့တဲ့သတင်းပတ်အတွင်းထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ဘင်္ဂလားဒေ့ရှ်အိမ်ဆောင်အစိုးရအဖွဲ့ရဲ့အမျိုးသားလုံခြုံရေးအကြံပေးခါလီလာယမန်ကဘင်္ဂလားဒေ့ရှ်ကမြန်မာနိုင်ငံရဲ့ပိုင်နယ်နယ်မြေတည်တံ့ဆွေးမွေးမှုကိုလေးစားပြီးဘဲခွဲထွက်ရေးအစီအစဉ်ကိုမှထောက်ခံရမှာမရှိဘူး။မြန်မာနိုင်ငံအစိမ့်စိမ့်မမကွဲတာကိုကျွန်တော်တို့မထောက်ခံဘူးဆိုတာ မြန်မာကိုကျွန်တော်တို့ရှင်းလင်းစွာပြောကြားထားပြီးဖြစ်တယ်။မြန်မာရဲ့ထောက်ကြအာဏာကိုကျွန်တော်တို့လေးစားရလို့ပြောပါတယ်။ဘင်္ဂလားဒေ့ရှ်အစိုးရမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ဂျာကန်စစ်ပွဲမှာပါဝင်မှာမဟုတ်ဘူးလို့ပြောဆိုခဲ့ပေမဲ့မေလ9ရက်နေ့ကဖော်ပြတဲ့အိန္ဒိယဒေါ်ကွန်အမည်ရှိရဲ့သတင်းဌာနရဲ့သတင်းတရက်ထဲမှာတော့အမေရိကန်လေတပ်ရဲ့အရာရှိကြီးတွေပါဝင်တဲ့အဖွဲ့တစ်ဖွဲ့ဟာမေလ10ရက်နေ့ကရောက်ရှိလာခဲ့ပြီးဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသကိုဖြတ်တန်းပြီးတော့မြန်မာနိုင်ငံဘက်ကြံကိုလွှဲပြောင်းပေးရမယ့်ကုန်ပစ္စည်းတွေ တင်ဆောင်ပြန်တန်းလာတဲ့ကြီးမားတဲ့ကုန်စည်တင် လေရင်ကြီးကိုလာရောက်စင်စေဖို့ရည်ရွယ်ပြီးတော့ရောက်ရှိလာခဲ့တာဖြစ်တယ်လို့ဖော်ပြထားပါတယ်။မေလ၈ရက်နေ့ကဒါကာမြို့ကိုရောက်ရှိလာတဲ့အဖွဲ့ဝင်၄ဦးပါတဲ့အမေရိကန်လေတပ်အရာရှိကြီးအဖွဲ့ဟာကာတာလေကြောင်းလိုင်းကလေရင်နဲ့ဒါကာမြို့ရှိနိုင်ငံတကာလေစိတ်ကိုရောက်ရှိလာခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ဒါကာမြို့မှာရှိနေတဲ့ကြီးမားတဲ့ကုန်စည်တင်လေရင်ကြီးမှာအန်နီရရှိရဲ့အနက်တွေပါဝင်ကောင်းပါဝင်ပွဲရှိနေပြီးတော့အမေရိကန်အစိုးရကဘင်္ဂလားဒေ့ရှ်နယ်စပ်ကိုဖျက်တမ်းပြီး မြန်မာနိုင်ငံရှိလက်နက်ကန်အဖွဲ့တွေကိုစစ်ရေးကူညီပေးတာတွေရှိနေတယ်လို့လဲမတသိမီကဆွဆွဲမှုတွေထွက်ပေါ်ခဲ့ပူပါတယ်။မေလရှိရနေ့ကဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်ရှိလာခဲ့တဲ့အမေရိကန်လေတပ်အရာရှိကြီးအဖွဲ့ဟာဒါကမျိုးရှိ Western Hotel မှာတဲကိုကြပြီး၎င်းတို့ဟာ AUD လေတပ်အခြေစိုက်စခန်းနဲ့ဆက်နွယ်သူတွေ ဖြစ်တယ်လို့အိန္ဒိယအခြေစိုက်အန်နီတရင်ဌာနကဖော်ပြထားပါတယ်။ AUD လေတပ်အခြေစိုက်စခန်းဟာကာတာနိုင်ငံမှာအခြေစိုက်ပြီး ဘင်္ဂလားဒေ့ရှ်ကာကွယ်ရေးဦးစီးချုပ်ဝါကာဇာမန်ဦးဆောင်တဲ့ဘင်္ဂလားဒေ့ရှ်စစ်တပ်အစည်းအဝေးအရာရှိတွေပါဝင်တဲ့အခွဲကလည်းပြီးခဲ့တဲ့မေလ3ရက်နေ့ကကာတာနိုင်ငံကိုတွားရောက်ခဲ့လို့သိရပါဗျ။ကာတာနိုင်ငံကိုဘင်္ဂလားဒေ့ရှ်ကာကွယ်ရေးဦးစီးချုပ်ဝါကာဇာမန်ဦးဆောင်တဲ့ဘင်္ဂလားဒေ့ရှ်စစ်တပ်အစည်းအဝေးအရာရှိတွေပါဝင်တဲ့အခွဲတွားရောက်ခဲ့ပြီးနောက်9ရက်အကြာဖြစ်တဲ့မေလ10ရက်နေ့မှာကာတာနိုင်ငံအခြေစိုက်အေအူဒေးလီတပ်အခြေစိုက်စခန်းနဲ့ဆက်နွယ်တဲ့ American လေတပ်အရာရှိကြီးတွေပါဝင်တဲ့ကိုယ်စားလှယ်အခွဲကော ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်ရှိလာခဲ့ရမျိုးဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်ရှိလာတဲ့အမေရိကန်လေတပ်အရာရှိကြီးတွေပါဝင်တဲ့ကိုယ်စားလှယ်အဖွဲ့ကဒါကာမြို့ကိုကြီးမားတဲ့ကုန်စည်တင်လျင်ကြီးရောက်ရှိချိန်အထိဘင်္ဂလားဒေ့ရှ်နိုင်ငံမှာဆက်ရှိမှာဖြစ်တယ်လို့လဲဘင်္ဂလားဒေ့ရှ်လုံခြုံရေးဝန်ဆောင်မှုအရင်းမြစ်တွေရဲ့ပြောဆိုချက်ကိုကိုးကားပြီးတော့အိန္ဒိယအခြေစိုက်အန်ဒီသတင်းဌာနကဖော်ပြထားပါတယ်။အဲ့ဒီကြီးမားတဲ့ကုန်စည်တင်လျင်ကြီးရဲ့မှာလူကိုသိစေနိုင်တဲ့လက်နက်တွေပါဝင်ကောင်းပါဝင်နိုင်ပြီးတော့ ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာနယ်စပ်လမ်းကြောင်းကိုလွှဲပြောင်းပေးဝယ်ရှိရလို့လည်းဆိုပါတယ်။ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာနယ်စပ်လမ်းကြောင်းကိုလွှဲပြောင်းပေးဝယ်ရှိရလို့သတင်းတွေထွက်နေတဲ့လက်နက်တွေဟာစွမ်းရည်ကောင်းမွန်တဲ့အစင်မြင့်လက်နက်တွေဖြစ်မဲ့ဆိုရင်မကြမီအနာဂတ်အတွင်းမြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ပြည်တွင်းစရာတိတိတသာပြောင်းလဲလာဝယ်ရှိရလို့အိန္ဒိယသတင်းကရေးသားဖော်ပြထားပါတယ်ရှင်။